မမြင်တာပါရှင်မခုထုတ်များမှာတော့ဒီမှာဒီလိုပန်းစင်းလေးကိုထည့်ဖို့အတွက်ပန်းအိုးလေးပေါ့နော်ဒီလိုပန်းအိုးလေးကိုထိုးပြပါမယ်။ဘာပန်းပန်းထည့်ထည့်ထည့်လို့ရတယ်ပေါ့နော်ဒီလိုပန်းစင်းလည်းထည့်လို့ရတယ်။ကိုဒီပန်းစင်းပင်းနေတာယူနေလဲဆိုရင်ပန်းစင်းလေးနဲ့တွဲပြီးတော့အိုးလေးနဲ့လည်းပေးလို့ရတယ်ပေါ့နော်ဒီလိုဇွဲပေါ်မှာ ိုမျိုးတင်ထားရရပါလိမ့်ရှင်ဒါဆိုရင်မြေခုထုတ်ပြမယ်ပေါ့နော်ထုတ်ပြမယ်ဆိုရင်မြေတုံးထားတာကတော့ဒီလိုတောက်တောက်လေးရအောင်လို့မီကော်ဒိုဒီအပြာဘက်100 gram pipeline ကိုတုံးထားတယ်ပေါ့နော်ဒီလိုတောက်တောက်လေးရအောင်ဆိုရင်ဒီခြီလေးကိုတုံးလို့ရရနဲ့တူမဟုတ်ဒီနွားလေးစိမ့်နဲ့ဟာလဲတုံးလို့ရတယ်ပေါ့နော်နွားစိမ့်နဲ့ဟာလဲတုံးလို့ရပါတယ်အဲ့ဆိုရေဒီမှာမင်းစပြီးတော့ထုတ်ပြမှာပေါ့နော်ထုတ်ပြတော့အဲတော်တော်ဒီလိုမျိုး2.5 mm လို့ပါတယ် အဲ2.5 mm ပေါ့နော်ဒီနဖင်အားကျတော့ပို့ပြီးတော့ကောက်ပါနဲ့ဒီလိုမျိုး NG နဲ့ထိုးတယ်ပေါ့နော်နဖင်အားမှာဆိုရင်ဒီမှာထိုးမဲ့ဆိုရင် magic glue လေးအရင်လုပ်မယ် magic glue ရတော့လုပ်တတ်ပြီတော့ပေါ့နော် magic glue လုပ်သွားရဆိုရင် chain ရေးတစ်ခါတိတ်မယ်ဆေးသားတစ်ခါတိုင်ရင်ဒီထဲမှာတိုက်လို့လေးခနစ်ခါထိုးပါမယ်အဲလိုလေးခနစ်ခါထိုးမယ် ခေါခနဲ့ခါပြီးသွားတဲ့ခါကျရင်ခနဲ့ခါပြီးသွားတဲ့ခါကျရင်ဒီပထမပေါက်ကိုစက်ကော်လေးနဲ့ရှစ်လိုက်မယ်ဒါခါကျရင်ချိန်အေးတစ်ခါတိတ်မယ်တိတ်သွားခါကျရင်ဒီမှာဒါကြတော့ပုံမှန်တိုင်းထိုးတာပေါ့နော်ဒီထိုးတဲ့ခါကျရင်တက်ကောင်ဝင်ဖြစ်အောင်လို့ဘယ်လိုထိုးရမလဲဆိုတာဒီမှာစစ်ကြည့်မယ်ပေါ့နော်ဒီပထမပေါက်မှာဒီလိုတိုင်းပထမအုပ်ဆုံး ပုံမတိုက်ထုံးနေကြတော့ဒီအောက်ကနေရောဒီလိုမျိုးယူတယ်ပေါ့နော်မမရဒီအပေါ်ကနေရောဒီလိုမျိုးယူပြီးတော့ထိုးပါမယ်။ဘာလို့လဲဆိုတော့ဒီအောက်မှာတတောက်လေးဖြစ်အောင်ပေါ့နော်။ဒီမှာတိုက်ပွားလေးထိုးပါမယ်။တိုက်ပွားဆိုတော့ဒီဘက်မှာနှခါထိုးတာပေါ့နော်။ဒီဘက်ကိုတိုင်တူလေးတွေနှခါစီနဲ့ဆွဲပြီးတော့ထိုးလာမယ်။ဒီမှာဒီအပေါ်ကနေရောဒီလိုယူပြီးတော့ထိုးလာရပေါ့နော်။ဒါဆိုရင်ဒီမှာစုစုပေါင်း14တိုင်ရှိအောင်မယ်။ 14တိုင်းဒီပါရေဆိုရင်မနက်လေး6 7 14တိုင်းပြီးသားဆိုရင်ဒီပထမပေါက်ကိုဆက်ကော်လေးနဲ့ပြန်ဆက်လိုက်မယ်။ဒါခါရချယ်ရီတစ်ခါတင်မယ်။နောက်ကတန်းမှာကြတော့တိုင်တူတစ်ခါတိုင်ဘွားတစ်ခါတိုင်တိုင်တူတစ်ခါ ိုက်ဘွားတစ်ခါကိုပပတ်လဲထူလာပါမယ်။တိုက်တူတစ်ခါတိုက်ဘွားကဲဒီတိုင်းလေးကိုဒီဆုံးလာရောက်တဲ့ထိကိုပပတ်လဲထူလာပါမယ်။ကဲဒီမှာပြီးသွားရဆိုရင်ဆက်ကော်လေးနဲ့ပြန်ဆင်းလိုက်မယ်။ဆင်းသွားရခါကျရင်ဒီလေးတန်းကိုကြတော့ချိန်တစ်ခါတင်မယ်။လေးတန်းကိုကြတော့တိုင်တူတစ်ခါတိုင်ရင် တိုင်ပွားတစ်ခါပြီးတော့ရဲတိုင်တို့လေးနဲ့တိုင်ပြန်လာမယ်တပေါင်းမားတိုင်စီနဲ့နဲ့တိုင်လာမယ်ပေါ့နော်တိုင်တို့နဲ့တိုင်ပြီးတော့ရင်တိုင်ပွားပြီးတော့ရင်တိုင်တို့လေးနဲ့တိုင်တိုင်နဲ့တိုင်တိုင်ရင် တိုင်ဘွားဒီတိုင်လေးကိုပပတ်လဲထုမယ်တိုင်တူနှခါတိုင်ဘွားတစ်ခါတိုင်တူနှခါကိုပပတ်လဲထုရမယ်ပေါ့နော်နောက်ဆုံးမှာတိုင်တူတစ်ပေါက်နဲ့ဆုံးရမယ်ပေါ့နော်မာတိုင်တူနှခါပြတဲ့ဆိုရင်တိုင်ဘွားတစ်ခါဒီတိုင်လေးထုလာပါမယ်ကဲဒီမှာပေါ့နော်ဒီမှာနောက်ဆုံးမှာတိုင်တူတစ်ပေါက်နဲ့ဆုပ်ပဲဆုပ်တယ်ပေါ့နော်ပြတဲ့ရင်ဆက်ကော်ဒီနေပြန်ဆဲလိုက်မယ်နောက်တစ်တန်းကိုကြောင်းတော့တိုင်တူလေး၃တိုင်ထူပန်း တစ်တိုင်းနှစ်တိုင်းသုံးတိုင်းတွားရခါကျရင်တိုင်ပွားပြန်လာမယ်တိုင်လူသုံးတိုင်းတိုင်ပွားတစ်ခါတိုင်လူသုံးတိုင်းတိုင်ပွားတစ်ခါဒီတိုင်းလင်းကိုပပလည်ထိုးလာမယ်ပေါ့နော်တိုင်လူသုံးတိုင်းတိုင်တိုင်ပွားဒီတိုင်းလင်းကိုသုံးတဲ့အထိကိုထိုးလာပါမယ် ဒါရဲ့ဒီမှာနောက်ဆုံးတက်ပေါ့နော်နောက်ဆုံးတက်မှဆိုရင်ဘိုင်ဒူနှခါဘိုင်ဒူနှခါတိုင်းဆိုရင်တိုင်ဘွားတစ်ခါဒီမှာတိတက်တစ်ခုပေါ့နော်တိုင်းဆိုရင်တိုင်ဒူလေး၄ခါလာမယ်တင်းနဲတောင်းလေး၄ခါလာပြီးတိုင်းဆိုရင်တိုင်ဘွားတစ်ခါလာမယ် ပြသရခါကြရင်တိုင်တူလေးခါတိုင်ဘောတစ်ခါတိုင်တူလေးခါတိုင်ဘောတစ်ခါကိုပတ်ပတ်လဲထိုးပါမယ်နောက်ဆုံးမှာတိုင်တူနှစ်ခုနဲ့ဆုံးနေရမှာပေါ့နော်ကဲဒီမှာတိုင်တူမတိုင်ဆိုးတယ်ပေါ့နော်နောက်ဆုံးမှာပြသရခါကြရင်ဆက်ကော်ဒီနေဆက်လိုက်မယ်ဆက်ထားတဲ့ခါကြရင်ဒီမှာဒီလိုအရာတိုင်းတုံးလို့ရရတယ်တိုင်ဆယ်လေးတပေါက်ကိုဒီတိုင်းလုံးနဲ့တွောလို့ရတယ်ပေါ့နော်ဒီလိုမျိုးအလေတွောလို့ရရတယ်ပေါ့နော် မြားဒီလိုမျိုးအလိုက်သွားတဲ့ဟာကိုထိုးပြပါမယ်။တရဲခြိုင်လေးနှစ်ခါတိတ်မယ်။နှစ်ခါတိတ်ပြီးသွားတဲ့ခါကျတော့ဒီမှာဖုံးပြီးနှစ်ခုရှိတယ်။နှစ်ခုရှိတဲ့ဟာကိုအနောက်ပိတ်ချက်ဟာယူမယ်။ဆေးပိတ်ချက်ဟာမယူဘူးပေါ့နော်။ဒီလိုမျိုးတိုင်ရှယ်လေးတွေဒီပေါက်ကိုဒိုင်နိုစီနဲ့ထိုးလာမယ်။နောက်ဖုံးပြီးတစ်ချက်နှင်းကိုယူပြီးတော့ဒီပေါက်ကိုဒိုင်နိုစီနဲ့ထိုးလာမယ်။ ။နောက်ကိုဒရိုင်းနှုတ်စီနဲ့ဒီအဆုပ်ရောက်တဲ့အထိကိုထိုးလာပါမယ်။ဒီမှာဒီပေါက်ကိုဒရိုင်းနှုတ်စီနဲ့ဖော်ပြီးတချမ်းလေးတွေထိုးလိုက်တဲ့အခါကျဒီလိုမျိုးပေါ်နေတယ်ပေါ့နော်။တိုင်းတဲ့အခါကျရဲ့ဆက်ကောလေးနဲ့ဆက်လိုက်မယ်။ပထမဆုံးအတိုင်းမှာဒီမှာတိုင်ရှင်မဟုတ်ဘဲနဲ့တိုင်တူလေးတစ်ပေါက်ကိုဒရိုင်းနှုတ်စီနဲ့ထိုးလာရရတယ်ပေါ့နော်။အဲထိုးလာရရတယ်။ ပြတဲ့ခါကျရင်ချိန်လေးနှခါတက်မယ်နှခါတက်ပြီးတော့တိုင်းရှယ်လေးတစ်တိုင်းထိုးမယ်ပြီးရင်ဒီမှာတိုင်းရှယ်တစ်တိုင်းထိုးပြီးသွားရင်ဆိုရင်အလေးလေးဖော်ဖို့တွဲဒီအောက်ကိုတိုင်းယူမယ်တိုင်းရှယ်လေးတစ်တိုင်းပြတဲ့ခါကျရင်ဒီမှာဒီပုံမှာတိုင်းရှယ်လေးတစ်တိုင်းထိုးမယ်ပြီးသွားတဲ့ခါကျရင်ဒီအားလေးကဲဒါဆိုရင်ဒီမှာဒီလိုထိုးရတဲ့အခါကျရင်ဒီမှာစကြိုက်ထိုးတယ်ပြီးတော့ရင်နောက်စကြိုက်မှာဒီလို အောက်ကနေဒီတိုက်တဲ့ဘက်ရှင်လေးပေါ့နော်ဒီတိုက်လေးကိုပပတ်လဲထိုးရပါမယ်ဘက်ရှင်တိုင်းပြီးတော့ရဲ့ဒီအောက်ကရှိုးပြီးတော့တိုင်းဒီတိုက်လေးကိုဒီပပတ်လဲထိုးရမှာပေါ့နော်ဒီလိုမျိုးအလေးလေးပွားပါဒီမှာနောက်ဆုံးရောက်တဲ့ခါကျရင်ဆက်ကော်ရီးယားလိုပုံမဲ့တိုက်မဲ့ပေါ့နော်ပြီးရင်ဖုံမီချိန်လေးနှစ်ခါတိတ်မဲ့ပြီးတော့ဒီမှာတိုက်ရှည်လေးစရိုင်းထူးမဲ့ပြီးရင်ပုံမဲ့တိုက်လေးဒီမှာအလေးဆိုရင်အလေးပုံစံတိုက်လေးသုံးမဲ့ပေါ့နော် လေးပုံစံတိုင်းလေးတော့မယ်။ဆက်ခါကြရင်တိုင်ဆယ်လေးတစ်တိုင်းအလေးနောက်ရောက်တဲ့ခါကြရင်အလေးပုံစံလေးနဲ့တော့လိုက်မယ်။ဒီတိုင်းသေးပဲကိုလူချီတလောက်အရွယ်ရောက်တဲ့ထစ်ကိုထိုးရမှာပေါ့နော်။ဒီတိုင်းလေးကိုပပတ်လဲထိုးရမယ်ဖပတ်ဆိုရင်ဒီမှာမေရဖောက်လဲထိုးရတယ်ဆိုတော့3 4 5 6 7 9ထိုးရတယ်9ထိုးရတယ်ပေါ့နော်ဒီ9ကကျတော့ဒီပုံမှန်ဆိုင်လေးပေါ့နော် ဒီမှာဒီ puzzle ထည့်လို့ရတဲ့ site လေးပေါ့နော်ဒီ coding ပြီးသွားတဲ့ခါကျရင်မင်းနဲ့ပြန်တွေ့မှာပေါ့နော်ဒီမှာ coding ပြီးသွားရဆိုရင် နောက်ဆုံးတန်းကိုတပောက်ကိုစရိုင်းလုပ်စီနဲ့တိုင်လူလေးတွေထိုးလာမှာပေါ့နော်ဒါဆိုရင်ဒီ pan o လေးပြီးသွားပါပြီတပောက်ကိုတိုင်လူစီနဲ့တိုင်လူလေးတွေထိုးလာပါမယ်ကြရီမှာပြီးသားရဆိုရင် နောက်ဆုံးမှာဆက်ကောင်းနေနေဆေးပြီးတော့ပုံမီးတစ်ခါတင်မယ်ပြီးပြီးတော့ခြေကားနေဖြတ်လိုက်မယ်ပေါ့နော်ဖြတ်သွားတဲ့ခါကျရင်ခြေကားလေးဆုပ်တက်လိုက်ပါမယ်ဒီမှာခြေစလေးကိုတခါတည်းထည့်လိုက်ပါမယ် ိုရင်ဒီမှာဒီစားလေးကိုတိတ်ပြီးတော့ဖြတ်လိုက်ပါမယ်။ဖြတ်ပြီးသွားရခါကျရဲ့ဒီမှာဗာခံမလဲဆိုတော့ဒီမှာဒီလိုကော်ချန့်လေးကိုဒီလိုမျိုးညံ့မယ်ပေါ့နော်။ဒီပုံစံတိုင်းညံ့လိုက်ပါမယ်။ညံ့သွားတဲ့ခါကျရင်မာလို့ဒီအားလေးကိုဒီမျိုးထည့်လိုက်ပါမယ်။သူကတခါတည်းမာပြီးသားဆိုတော့ထပ်မာအောင်လို့ဒီကော်ချန့်လေးကိုခံပြီးတော့ထည့်လိုက်ပါမယ်။ကင်လာဆွေးဒီမှာပန်အိုးလေးရတာပါပဲရှင်ဒီလိုမျိုးဒီလိုမျိုးထည့်ရတဲ့ပန်အိုးလေး